မင်္ဂလာပါရှင်။ရောင်းကိတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာဒုတိယပတ်တွင်စစ်ကော်မရှင်တပ်ထံကနေအလင်းဝင်တဲ့စစ်တုံးပန်းစုစုပေါင်း109ဦးရှိလား။တရေစစ်သားများအလင်းဝင်မှုများလား။ယခုလနိုဝင်ဘာဒုတိယပတ်တွင်စစ်ကော်မရှင်တပ်ထံကနေအလင်းဝင်လာသူနဲ့လက်နက်ကျစစ်တုံးပန်းစုစုပေါင်း109ရောက်ရှိခဲ့လို့ပြည်သူ့ဗန်နိုင်စင်ရသိရတယ်။အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ကစစ်သားရဲနဲ့ပြူစော်တဲ့အလင်းဝင်လာအရေးအတွက်အယောက်30ရှိပြီးဖမ်းဆီးခံစစ်တုံးပန်း89ရောက်စုစုပေါင်း109ရောက်ရှိခဲ့လို့ထုတ်ပြန်တာဖြစ်တယ်။ အလင်းဝင်သူရောက်30ရဲမှာစစ်သား29ရောင်ရဲတယောက်ပါမိအစိုးရစစ်သားရဲတွေမှာမှလေးယောက်ကစစ်မှုထမ်းတပ်သားတယောက်ဖြစ်ကကျန်တဲ့ကတတိယတပ်သားဖြစ်တယ်လို့သိရတယ်။အခုပဲအလင်းဝင်လာသူတွေထဲမှာထူးခြားချက်အနေနဲ့တတိယတပ်သားအများအပြားပတ်ဝန်းလာဖြစ်တယ်လို့ဆိုထားတယ်။ဒါအပြင်ဖန်စီခံစစ်တုံမှာ89ရောက်တယ်မှာလဲစစ်မှုထမ်းတပ်သား၄ယောက်ပါဝင်ကတနင်္သာရီတိုင်းမှာအများဆုံးဖြစ်၄၂ယောက်ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ပန်းတိုင်ကနေကောက်ယူထားစင်ရ2025ခုနှစ်ဇန်နဝါရီလကနေအခုနိုဝင်ဘာလဒုတိယပတ်တိစစ်ကောင်မရှင်တပွဲကနေအလင်းဝင်လာသူနဲ့လက်နက်ကြစစ်တုံးမှန်စုစုပေါင်း2386ရှိပြီဖြစ်တယ်လို့သိရတယ်။ဆလဘီရဲ့နောက်ရာချင်းနိုင်ငံကျွဲစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအုံပြုထိုးနှက်တိုက်ခိုက်ခြင်းနဲ့ခန္ဓာရောညှို့ဆော်ပြောမြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့စစ်တပ်အနောက်နိုင်ငံအင်အားချင်းနိုင်ငံကျွဲစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအုံပြုထိုးနှက်တိုက်ခိုက်ခြင်းနဲ့ခန္ဓာရောကြောင့်မင်းအောင်လှိုင်ကန့်အထားဝင်ကြီးချုပ်စုသူ့ဗိုလ်ချုပ်ညှို့ဆော်ကပြောတယ် ရမန်နေနေပြည်တော်မှာပြုတ်လုတဲ့စစ်ကောင်မရှိမှလည်းကောင်းကထပ်ပါတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။လက်ရှိမိမိတို့နိုင်ငံပေါ်နောက်အင်အားကြီးနိုင်ငံချုံးနဲ့၎င်းတို့ဩစာလွှမ်းမှုခံနိုင်ဆုံးနိုင်ငံများအနေဖြင့်စီးပွားရေးပိတ်ဆို့ရဲယူဆောင်မှုတွေမီဒီယာအသုံးပြုထုံးနဲ့တိုက်ခိုက်ခြင်းတွေစားလျက်ရှိကြောင်းလက်ရှိကာလမှာနေဆက်ဒေသတွေကိုအခြေပြုပြီးဖြစ်ပေါ်လျက်ရှိနိုင်ငံဖြတ်ကျော်မှုကိန်းတွေနဲ့နေဆက်အခြေပြုလနဲ့ကိုင်ဖွဲ့စည်းကကောင်စုနှုတ်နဲ့အွန်လိုင်းလောင်းစားခြင်းတွေကိုနိုင်ငံတကာရာဇဝတ်ဖွဲ့နဲ့အတူကျူးလွန်စားနေတဲ့အတွက်တိတိယောက်ယောက်ရှင်းလင်းစာအနေကြောင့်လကောင်းကဆိုတဲ့ စစ်တပ်က2023ခုနှစ်အောက်တိုဘာလကစပြီး2025နိုဝင်ဘာလလည်းဒီနှစ်နှစ်ကျော်ကာလအတွင်းမြန်မာတို့အိန္ဒိယနိုင်ငံတွေမှတဆင်တရားမဝင်ရောက်လာခဲ့သည့်နိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံသားသား6,800ကိုအိန္ဒိယနိုင်ငံတွေမှတဆင်တက်ဆိုင်နိုင်ငံတွေကိုပြန်လည်ပြင်းနေပြန်လဲလွှဲပြေးပေးခဲ့ပြီးဖြစ်သောအိန္ဒိယနယ်စပ်လမ်းကြောင်းမှာတက်ဆင်မိမိတို့နိုင်ငံတွင်တရားမဝင်ဝင်ရောက်လာပြီးနယ်စပ်ဒေသတွေမှာအခိုင်အမာခြေပြုပြီး online လေလံမှုတွေကျွလွန်တဲ့လောင်စာဖွဲ့တွေကိုလည်းမြို့သားတွေတာဝန်တရအဖြစ်အင်တိုက်အားတိုက်ရှင်းလင်းဖယ်ရှားစားလေးရောင်းညိုစောကဆက်လက်ပြောဆိုတယ် အကြမ်းမစစ်တပ်ကညိုစော်ကထိုးထုတ်ပြောဆိုတော့လေလက်တွေ့မြန်မာနိုင်ငံမှာကြားဖြန့် online ငွေလိမ်လဲမှုတွေအမြင့်ပြသွားခြင်းမရှိဘဲပုံမှုတိုးဝလာနေကအမေရိကန်ပြည်အောင်စုကကြားဖြန့်တိုက်ဖြတ်အတူအဖွဲ့ဖွဲ့စည်းရသည့်ဒီအခြေအနေဖြစ်ပေါ်လာတယ်။လက်ရှိကင်းပြည်နယ်များရီမြို့နယ်မှာစစ်တပ်နဲ့လောက်ကန် BGF တွေက KK ဘတ်နဲ့ရွှေကိုကိုမှကြားဖြန့်နေနေဟုအမည်တက်ပြီးဝင်ရောက်စီနေဖန်ဆင်းမှုတချို့လုံဆောင်နေတော့လေ BGF ကကြားဖြန့်တဲ့သတင်းနဲ့ရထိုက်ကုမ္ပဏီတာဝန်ရှိသူတွေကိုဝင်ရောက်မစင်းနေမီဘေးလွတ်ရာနေရာတွေကိုခေါ်ထုတ်မှုတွေဖြစ်ပေါ်လျက်ရှိတယ်။ အမျိုးသားညီညွတ်ရေးဆွေးနွေးပွဲကတော့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လက်ကနေကြဆောင်တပ်တွေကရာဇဝဲလုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်အကာအကွယ်နဲ့ပြန်လည်လုပ်ကိုင်ခဲ့ကြအောင်ထို့ကြောင့်လက်ရှိအကျပ်တဲတွေရဲ့အဓိကတရားခံမှာဂျပန်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကစိုက်ပါလိမ့်လည်မှုတွေကိုနှိမ့်နေအကျိုးစားလာကြောင်းစစ်တပ်က KK ဘက်ကဲ့သို့သောငွေကြေးလိမ့်လည်မှုစင်တာတွေကိုအယောင်ပြဖြုတ်ခွင်းပြပြီးကရင်ပြည်နယ်တခြားနေရာနှစ်ခုကိုပြောင်းရွှေ့ကငွေကြေးလိမ့်လည်စင်တာတွေပြန်လည်လည်ပတ်နိုင်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ပြောဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရစေ။ ဆက်လက်ပြောဂျပန်စစ်ကြောင်းကနေစစ်သားလေးဦးလင်းဝင်နိုင်ရင်ရင်းနှတာကော်လန်တွားရောက်ထုတ်ပေးခဲ့စကိုင်းနိုင်မော်မြို့နယ်တွင်ရောက်ရှိနေတဲ့ဂျပန်စစ်ကြောင်းကနေစစ်မှုရန်တပ်သားလေးယောက်လက်နက်နဲ့ထွက်ပြေးအလင်းဝင်ရောက်လာပြီးအဂျပန်စစ်တပ်ကိုပြန်တိုက်တော်မူရှိကြောင်းမကွေးနိုင်ဘက်ကဖွယ်ရွေလျာစစ်ကြောင်းရင်းနှတာကော်လန်တောင်ရှိသူကပြောတယ်ပြီးခဲ့နိုဝင်ဘာလ17ရက်ကတက်မတ်89လမ်းအခန်းအင်တာကော်မြို့ကျေးဆိုင်ခမာတရကွန်တန်ကစစ်မှုထံတပ်သားလေးယောက်ဟာမုံရမြို့နယ်ဘက်စစ်ကြောင်းရောက်ရှိချိန်မကွေးတိုင်းဘက်ကပါယူလျာစစ်ကြောင်းရင်းနှီးတာကော်လနယ်ချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခဲ့တယ် အလေးဝင်ရောက်လာသူတွေကရန်ကုန်တိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းစာတီးရဖြစ်ပြီးဂျပန်စစ်တပ်စစ်မှုထမ်းပတ်စဉ်ခွနဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီးအနောက်စစ်မှုထမ်းတတဖြစ်လာကြသလိုစစ်မှုထမ်းတတန်တစ်နှစ်ကြာပြီးအနောက်မှာအခုလိုအလေးဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်။အလေးဝင်ရောက်လာသူတွေနဲ့တူ MA1 တနတ်တလက် MA3 တနတ်တလက်နဲ့5 by 5စီ198တောင်ပါဝင်လာခဲ့ပြီးသူတို့ကိုစုချင်းငွေပေးရတော့ဖို့ရှိပါတယ်။ဒါအပြင်အလေးဝင်ရောက်လာသူတွေကမကွေးတိုင်းဘက်ကပါရွေလျားစစ်ကြောင်းရင်းနှီးသားကော်လန်နဲ့လက်တွဲပြီးအကြပ်စစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမယ်လို့လည်းမကွေးတိုင်းဘက်ကပါရွေလျားစစ်ကြောင်းရင်းနှီးသားကော်လန်တောင်းရှိသူကပြောတယ်။ ်စကြောင်းစကြောင်းထွက်ပြီဆိုသူတို့လိုဘာသာစစ်မှုတန်းတွေကိုပဲရှေ့ကထွက်ခိုင်းနေကိန်းကြတာအနည်းအများအောင်ဆိုသူတို့ပဲလှုပ်ခိုင်းနေတက်ထဲမှာသူတို့ကိုတတိစစ်သားရောတောင်ဝင်းပူခေါ်တဲ့စစ်သားတွေကခွဲခြားဆက်ဆံနေအခုနိုဝင်ဘာဒုတိယပတ်တွင်မှာဂျပန်စစ်ကောင်ရှင်တက်ထန်ကနေလင်းဝင်အောင်လာစစ်သားရဲနဲ့ပြူစောတွေရောက်30တိရှိကြောင်းပြည်သူ့ပန်းနိုင်ငံကပေါ်ပြပါဗျာ ။နောက်လည်းပြီးမိုးကွမြို့ကနေပြည်သူ့ကြိုးစိုးရင်စိမ်းကြောင့်စွန့်ခွာတိမ်ရှောင်မှုတွေရှိနေ။သိမ့်မကြခင်အနာသိမ့်ဂျပန်စစ်တပ်ပြောင်းဝင်လာဖို့ရှိနေမိုးကွမြို့မှာတိုက်ပွဲတွေဖြစ်မှာဆိုရင်လည်းအတွက်မြို့ပေါ်ကနေပြည်သူ့ကြိုးစွန့်ခွာတိမ်ရှောင်နေကြလို့လည်းကန်နေစီကနေသိရတယ်။မြို့ကိုစွန့်ခွာနေသူများဆိုတာတခြားဒေသကနေလာအလုပ်လုပ်ကင်ကြတွေဖြစ်ပြီးသူတို့တွေတိမ်ရှောင်သွားတဲ့အတွက်မြို့ကန်နေလည်းအခြေအနေမှန်မှုဆိုတဲ့စွန့်ရင်စိမ်းနဲ့အတူထောက်ခွာနေရပဲဖြစ်ပါတယ်။စစ်တပ်ကမတရားအနာသိမ်းပြီးနောက်ပိုင်းမိုးကုတ်တမြုပ်လုံးနေပါပြည်သူတွေစန့်ကျင်ခဲ့ကြတော့တော်လိုင်းတပ်ဖွဲ့တွေမြို့ကိုသိမ်းပိုက်ရရှိချိန်မှာလဲဝမ်းမြောက်ဝမ်းသာကြိုးစားခဲ့ကြပါတယ် ဒီပုံမှန်လည်းမြို့ကန်တွေကစွန့်ရင်စင်ရှိနေရတယ်ပြောချင်တာကမိုးကုတ်ဆိုတော့အာနာသိန်းကလေးကမြို့လုံးကျွနီပါစစ်ကောင်စီကိုမကြိုက်ကြတဲ့သူတွေဖြစ်တယ်ဒေါ်လာရင်းတက်တွေမြို့သိန်းတို့ကကြိုးစွာမြင်ခဲ့လိမ့်မယ်အခုရှောင်းနာကလည်းအဖြေကစစ်မှာကြောက်လို့ထွက်သွားကြမဟုတ်ဘူးစစ်ကောင်စီကပြန်ဝင်လာရင်အဲ့ညိုရင်းနဲ့ဖန်စီနှိမ့်ဆက်မှာမလိုလားလို့ထွက်သွားကြတာမိုးကုတ်မြို့ကို TNL နဲ့ဒေါ်လာရင်းပူပေါင်းတက်တွေက2024ခုနှစ်ဇွန်လ24ရက်နေ့မှာတင်ပိုက်နိုင်ခဲ့ပေမဲ့လက်ရှိမှာတရုတ်ရဲ့ဂျောင်းဝင်မှုကြောင့် TNL နဲ့ဂျပန်စစ်တပ်တို့အပြစ်ခံရဲစဲလိုက်ပြီးဖြစ်ပါတယ် DNL ဒေတာတွေမိုးကုံမြို့ကနေစောက်ခါသွားဖြစ်ပေမဲ့ MTY PDF ပါဝင်လေပိုင်းဒေတာတော်လင်းတဖွဲ့တွေကမိုးကုံမြို့ကိုဆက်လက်ကာကွယ်တောင်းမယ်လို့ကြေညာထားပြီးမြို့ထဲကိုဂျက်ဘတ်စစ်တဲ့ဘယ်ပုံဘယ်နည်းပြောင်းလဲလာမယ်ဆိုတာမသိရသေးဘူး။ဆလာဘီရွှေကျင်တဲ့မုံမြွတ်နယ်ရုံမှာစစ်တပ်ကယူတိုင်းရွာနဲ့ခရီးရန်ပုံကြီးကျောင်းပါဝင်အသေးခံဒရုန်းလက်နက်ကျင်းတဲ့တိုင်းခိုင်ဘကိုတိုင်းရွှေကျင်မြို့နယ်နဲ့မုံမြွတ်နယ်ရုံမှာဂျပန်စစ်တပ်ကယူတိုင်းရွာနဲ့ခရီးရန်ဖျားကျောင်းဝင်းကိုအသေးခံဒရုန်းလက်နက်ကျင်းတဲ့တိုင်းခိုင်ဟာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဘုတ်ကထုတ်ပြန်နေတယ်။ ။ညောင်လေးပင်ခရိုင်တွင်ရှိရွှေကျင်မြို့နယ်နဲ့မူမြို့နယ်တို့တွင်ရှိကျေးရွာတွေကိုဂျပန်စစ်တပ်ကတိုက်ခိုက်ကြုံလက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့ရာပြည်သူတို့ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရတယ်။နိုဝင်ဘာ15ရက်နေ့မှာရွှေကျင်မြို့နယ်တွင်ရှိဂျပန်စစ်တပ်က87မမလက်နက်ကြီးတစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာရိုးလိုက်ကျေးရွာတွေကြောက်ပောက်ွဲပြီး22နှစ်ရွယ်အေးမြသူထိခိုက်ဒဏ်ရာရှိခဲ့တယ်။အလားတူနိုဝင်ဘာလ3ရက်နေ့ကလည်းမူမြွနယ်တွင်ဂျပန်စစ်တပ်ရဲ့ခမ439တိုင်းကတင်မောကျွန်းကျွာတွင်ကိုဒရုန်းနဲ့ဘုံနှလုံးကျဆောက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ကျင်းရနေပြည်သူ60နှစ်ရွယ်ဒေါ်အင်းမွန်နဲ့6နှစ်ရွယ် မောင်နာတာတွေတို့နောက်ထိကတဲ့ရှိကနေနေပြည့်စည်ခဲ့ပါတယ်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာစစ်နေကမလုံလောက်မှုစွန့်ရင်ပွဲမြန်မာစုံနေရာတကူပြည်ဆက်လက်တမတ်ခံရပြီးမြန်မာကလင်းငယ်တတန်းကျော်နေရဲ့စွန့်ခွာထွက်ပြေးနေရမြန်မာနိုင်ငံမှာစနေကမလုံလောက်မှုတွေဆွေးပွဲအမြင့်မားဆုံးနေရာတစ်ခုဖြစ်တက်မှတ်ကန်တာအကြောင်းကပ္ပစနေကပူလုံရေးနောက်ဆုံးတော့အစဉ်ကစားကိုကားပြီးတော့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ညှိနှိုင်းရုံးကသတင်းထုတ်ပြန်တယ်မြန်မာနိုင်ငံတော်ပြည်နယ်နဲ့တိုင်းဒေသကြီးများစွာမှစစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့မျိုးစုံတွေပြည်ပခါရင်ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း နေစဉ်ဖြစ်ပျက်တဲ့လက်နက်ကြီးပြက်ကတ်မှုရဲ့လက်နက်ကင်တိုက်ပွဲတွေနေရာနဲ့တိုက်ပွဲဖော်ဆောင်မှုတွေကြောင့်အရက်သားတွေထိခိုက်မှုနဲ့နေရာနဲ့အပြားအပြားမှာနေရာစုကတိုက်ချမှုတွေဆက်လက်ဖြစ်ပေါ်နေကြောင်းဖြစ်ပွားနေစပလီဘက်ကရည်ကြီးရည်ရှန်ခြင်းနဲ့2025ခုနှစ်မတ်လမှာလောက်ကခဲ့တဲ့ငလင်ပောင်းရဲ့ကက်ကဲများစွာအကျိုးဆက်တွေကိုမြန်မာနိုင်ငံတဝန်းရှိပြည်သူတွေကစင်ကန်ရင်ဆိုင်နေရာဆဲဖြစ်ကြောင်း OCHA ကဆိုတဲ့ဒီကြားတစ်ပတ်မှာလည်းမြန်မာနိုင်ငံတွေပြည်ပခိုင်နဲ့ဘေး NDR ကြောင့်ကလေးငယ်ပေါင်းသက်တမ်းကျော်မှနေရဲဆုံကရွှေ့ပြောင်းနေရတဲ့ဩစတြေးလျမြန်မာတန်ရုံကယနေ့တင်ထုတ်ပြန်တဲ့ ယနေ့ကျောင်းတွင်ကလေးငယ်များအနေမှာဩစတြေးလျနိုင်ငံဖွံ့ဖြိုးတိုးတက်နေလူသားချင်းစာနာမှုလုပ်ငန်းအစီအစဉ်တွေမှာတက်ဆင့်မြန်မာနိုင်ငံမှာကလေးငယ်တွေကဆက်လက်ပံ့ပိုးပေးသွားမယ်လို့ထပ်လောင်းကတိပြုတယ်။ကလေးငယ်တိုင်းက၎င်းတို့ရဲ့အတန်းနဲ့စိတ်ကူးတွေကိုဖော်ထုတ်ပြောဆိုခွင့်ရှိအပြင်ကလေးအခွင့်အရေးတွေကိုလည်းအပြည့်အဝရရှိခံစားခွင့်ရှိမယ်လို့ယနေ့ကျောင်းတွင်ကမ္ဘာကလေးများအနေမှာ UNICEF မြန်မာကထုတ်ပြန်တယ်။ကလေးငယ်တွေရဲ့အတန်းကိုနားထောင်ရန် UNICEF မြန်မာကိုယ်စားလှယ်ကပြည်ပြည်နယ်ကိုသွားခဲ့လို့လည်းဆိုပါတယ်။ ကလေးငယ်တွေက၎င်းတို့ရဲ့အခွင့်အရေးတွေကိုလေးထားပြည့်စည်ပေးမယ်ကဘာကြီးကိုလိုချင်ကြကြောင်းနဲ့ကလေးငယ်တွေရဲ့အတန်အောင်နားထောင်ပေးပြီးအခွင့်အရေးများသိရှိစေရန်ပြောပြပေးရန်လိုအပ်ကြောင်းရွှေနိုင်စီရဲ့မြန်မာကဆိုတယ်မြန်မာနိုင်ငံမှာကလေးတွေက၎င်းတို့ရဲ့မူလအခြေခံအခွင့်အရေးရရှိရေးကိုအဟံတာဖြစ်စေအတားအဆီးကိုရင်ဆိုင်ရမှာတူတူကြကြခံနိုင်ရှိလာကြောင်းသိတာတင်ရှားတွေ့ရှိရလို့ဂျာမနီမြန်မာတန်ကထုတ်ပြန်ပြောဆိုတယ် UNICEF နဲ့ဂျာမနီဆွေအပူပေါင်းဆိုင်မှုနဲ့2024ခုနှစ်မှာကမ္ဘာတဝန်းကိုအမေရိကန်ဒေါ်လာတန် 690ကျော်လူတန်းခဲ့ပြီးဂျာမနီနိုင်ငံက UNIC ရဲ့အဖြစ်အဓိကလူရှင်နိုင်ငံတွေထဲမှာတနိုင်ငံဖြစ်ဆက်လက်တည်ရှိနေကြောင်းထုတ်ပြန်ကြမှာသိပေးထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုက္ခကျေးဇူးတင်ရှိပါတယ်ရှင်။